Idea Story Knowledge and Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ဒီတစ်ခေါက်ပြောပြမယ့်အကြောင်းအရာကတော့တွေးတိုးယောဂရှိတဲ့သူတွေအနေနဲ့တွေးအစမတန်စောင့်တက်တဲ့အချိန်တွေမှာဘလို့လက္ခဏာတွေပြတတ်တလေဆိုတဲ့အကြောင်းကိုကျွန်တော်ကပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်တွေးအစမတန်စောင့်တက်လိုက်တဲ့အခါမှာပေါ့နော်နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဖြစ်တဲ့နှလုံးနဲ့ပတ်သက်တဲ့အခြေအနေတွေပြီးတော့လေဖြတ်ခြင်းတွေပေါ့နော်စားတဲ့အခြေအနေတွေကနေရှောင်ရှားနိုင်ဖို့ကျွန်တော်ကဒီအချက်တွေကိုပြောပြပေးခြင်းဖြစ်ပါတယ် hybrid pressure လို့ခေါ်တယ်ပေါ့နော်ဒီတွေးတိုးယောဂတွေးလူကျိုးနေရနေစီကိုတွေးရဲ့တွန်းအားကတသမတ်ထဲမြန်မာလွန်းနေတဲ့ရေရှည်ဖြစ်နေတဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ်ကျွန်တော်တို့ပုံမှန်သတ်မှတ်ထားတဲ့တွေးပုံကျင်ကတော့120နဲ့80ဖြစ်ပါတယ်ဒါပေမဲ့တွေးတိုးယောဂမှာပေါ့နော်အဆင့်1အဆင့်2ဆိုပြီးတော့နှစ်မျိုးခွဲထားပါတယ်အဆင့်1တွေးတိုးယောဂကတော့အပေါ်သွေး130နဲ့139ကြားမှာရှိပြီးတော့အောက်သွေးက80နဲ့89ကြားမှာရှိပါတယ် အဆင့်1တွဲတိုးခြင်းရှိတဲ့ပုံကိုယ်တွေအနေနဲ့ကတော့အပျော်သားလက္ခဏာတွေခံစားရနိုင်ပေမယ့်အဆင့်2ရှိသူတွေနဲ့နိုင်ရှင်မယ်ဆိုလို့ရှိရင်တော့ချက်ချင်းဒီနောက်ဆက်တွဲပြဿနာတွေဖြစ်နိုင်ခြေနေပါပါတယ်။နောက်တစ်ခုကအဆင့်2တွဲတိုးယောဂါရှိတဲ့သူတွေပဲဖြစ်ပါတယ်။အစင်းနှစ်တွေးတိုးယောဂါရှိတဲ့သူတွေနေနေရတော့အပိုသွေး၁၄၀နဲ့၁၄၀အထက်ဖြစ်ပြီးတော့အောက်သွေးက၉၀နဲ့၉၀အထက်မှာပဲရှိပါတယ်။အဲ့ဒီအစင်းမှာတော့နှလုံးယောဂါနဲ့လက်ဖြတ်ခြင်းအပါအဝင်ပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေဖြစ်နိုင်ခြေတည်တည်တာတာတိုးလာနိုင်ပါတယ်။ တခါတည်းမှာဒီတွေးတိုးယောဂါကတိတိတာတာပျက်စီးသွားတဲ့အထိလက္ခဏာမပြတ်တတ်ဖ ೇನೆ နှလုံးအုံနှောင်းကြောက်ကန်းနဲ့တွေးကြောတွေကိုတိတ်တဆိတ်ထိခိုက်စေတာပဲဖြစ်ပါတယ်။ပြင်းထန်တဲ့နောက်ဆက်တဲ့ပြဿနာတွေမကြုံမချင်းဒီတွေးပုံချင်းတက်နေခြင်းကိုသတိမထားမိတဲ့မရေမတွက်နိုင်တဲ့သူတွေရှိပါတယ်။အဲ့ဒီအတွက်ကြောင့်မို့တွေးတိုးယောဂါရှိတဲ့သူတွေအနေနဲ့ပုံမှန်စစ်ဆေးခြင်းနဲ့တွေးပုံချင်းကိုစောင့်ကြည့်ခြင်းရဲ့အရေးကြီးပုံကိုနားလည်သင့်ပါတယ်။ပိုဆမနေသင့်ပါဘူး။ ျွန်တော်တို့ဒီတွေးတိုးယောဂါကိုမထိချုံနိုင်ဘူးဆိုလို့ရှင်သေစေနိုင်တဲ့လက္ခဏာတွေကတခါတည်းမှာကြုံလာရနိုင်ပါတယ်အဲ့တွေးကြောင်းမို့ကျွန်တော်တို့ဒီသွေးပောင်ခြင်းများနေတယ်ဆိုတဲ့တတိပဲလက္ခဏာကိုချက်ကိုတော့တတိထားဖို့လိုပါမယ်ဒီလက္ခဏာတွေကိုဘယ်တော့မှလစ်လျူမရှုသင့်ပါဘူးအဲ့တော့ကျွန်တော်တို့ဒီလက္ခဏာကိုချက်ကိုဆက်လက်ကြည့်လိုက်ကြရအောင်နံပါတ်၁တစ်ချက်အနေနဲ့ကတော့ပြင်းထန်တဲ့ခေါင်းကိုက်ခြင်းနဲ့ဖြစ်တတ်ပါတယ်သူတစ်ပြင်းကတော့နံနက်ပိုင်းမှာပို့ပြီးတော့ဖြစ်တတ်ပါတယ် ကျွန်တော်တို့ဒီမနက်အရာထားမှာပေါ့နော်ဒါမှမဟုတ်မနက်ပိုင်းမှာမကြခဏခေါင်းကိတ်ထားတွေပြင်းထန်တဲ့ခေါင်းကိတ်ထားတွေဖြစ်နေမယ်ဆိုလို့ရှင်เนาะဒါဟာတွေးတိုးခြင်းရဲ့လက္ခဏာတရပဲဖြစ်ပါတယ်ဖီးအားများခြင်းဟာအုံနှောက်အတွင်းမှာရှိတဲ့တွေးကြိုးတွေကိုကျဲလာစေပြီးတော့နာကျင်မှုနဲ့မသက်မသာကိုဖြစ်စေတာပဲဖြစ်ပါတယ်တကယ်လို့တွေးတိုးယောဂရှိတဲ့သူတွေအနေနဲ့အကြောင်းပြချက်မရှိဘဲနဲ့မကြခဏခေါင်းကိတ်ခြင်းနဲ့ခံစားနေရမယ်ဆိုလို့ရှင်เนาะတွေးပုံခြင်းကိုပုံမှန်စစ်ဆေးဖို့မမေ့သင့်ပါဘူး ။နမနစ်အချက်အနေနဲ့ကတော့ရင်ဘတ်အောင်ခြင်းတွေဖြစ်တတ်ပါတယ်။ရင်ဘတ်အောင်ခြင်းတွေပြီးတော့ရင်ဘတ်မှာတင်းကျပ်သလိုခံစားရခြင်းတွေဟာတွေးတိုးခြင်းကြောင့်မို့နှလုံးကကမောင်းကမဖြစ်နေကြောင်းအချက်ပြတာပဲဖြစ်ပါတယ်။အဲ့လိုရင်ဘတ်အောင်ခြင်းလက္ခဏာတွေကိုသတိထားသင့်ပြီးတော့ကြတော့နှလုံးတိုက်ခိုက်ခံရတာတွေပြီးတော့ဒီတခြားနှလုံးပြဿနာတွေကိုဖြစ်စေနိုင်တဲ့အတွက်ကြောင့်မို့ချက်ချင်းဆေးကုသမှုလိုအပ်ရင်ခံယူသင့်ပါတယ်။ပြီးတော့ပိုးစမနေသင့်ပါဘူး။သတိထားဖို့လည်းလိုအပ်မှာပဲဖြစ်ပါတယ်။ ံပါတ်3ချက်ကတော့အသက်ရှူကြခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ပုံမှန်လှုပ်ရှားမှုလုပ်နေစမှာတော့အသက်ရှူရခက်ခဲတာတွေအသက်ရှူမဝသလိုခံစားရတာတွေကနှလုံးဒါမှမဟုတ်အဆုတ်ကိုတွေးတိုးခြင်းကြောင့်မို့ထိခိုက်သွားစေတဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ်သက်ရှူကြတဲ့လက္ခဏာဟာကျွန်တော်တို့ခန္ဓာကိုယ်ကအောက်ဆီဂျင်လုံလောက်စွာရရှိဖို့ရုန်းကန်နေရကြောင်းနဲ့ပြီးတော့ရေးပေါ်အကဲဖြတ်ဖို့လိုအပ်နေကြောင်းပြသနေတာပဲဖြစ်ပါတယ်။နံပါတ်၄ချက်ကတော့မူးဝေတာတွေအမြင်အာရုံဝေဝါးတာတွေဖြစ်တတ်ပါတယ်။ တွေ့တို့ယောဂာမူးဝေတာတွေအမြင်အယုံမှန်ဝါးတာတွေကိုဖြစ်စေနိုင်ပါတယ်အဲ့လိုလက္ခဏာတွေခံစားနေရတယ်ဆိုလို့ရှိရင်เนาะကျွန်တော်ရဲ့အုံနှောက်ကိုသွေးစည်းစမှုထိခိုက်ခြင်းကြောင့်ဖြစ်တတ်တာပဲဖြစ်ပါတယ်မကြခဏမူးဝေတာတွေမျက်စိအမြင်ပြောင်းလဲမှုတွေကိုသတိပြုမိမယ်ဆိုလို့ရှိရင်เนาะဆရာဝန်နဲ့ပြသဖို့လည်းအလွန်ရေးကြီးပါတယ်မငါချက်ကတော့နှာခေါင်းသွေးယိုခြင်းနဲ့ဖြစ်တတ်ပါတယ် ်ရပန်ရကနှကောင်းသွေးယိုခြင်းတွေကအဖြစ်များပြီးတော့အများအားဖြင့်တော့အန္တရာယ်မရှိဘူးဆိုပေမဲ့မကြာခဏဆိုတော့နှကောင်းသွေးယိုခြင်းတွေဖြစ်နေမယ်ဆိုလို့ရှိရင်တော့ဒါဟာအလွန်မြန်မာတဲ့တွေးတိုးရဲ့သတိပေးတဲ့လက္ခဏာတစ်ခုလေးဖြစ်ပါတယ်။ဒဏ်ရာမရှိဘဲနဲ့နှကောင်းသွေးယိုတာတွေပိုဖြစ်တတ်တာကိုသတိထားမိတယ်ဆိုလို့ရှိရင်ဂျမိုင်းဆီယာဝင်းနေနဲ့တိုင်ပင်မှုဆွေးနွေးဖို့ပြသဖို့မမေ့ပါနဲ့။နံပါတ်6အချက်ကတော့ပြင်ပန်းနှွှန်းနေတာတွေဆိတ်ရှုပ်ထွေးတာတွေဖြစ်တတ်ပါတယ်။ပုံမှန်မဟုတ်တဲ့မိုးပန်းခြင်းတွေဆိတ်ရှုပ်ထွေးခြင်းတော့ဟာဒီတွေးတိုးခြင်းကြောင့်မို့ အုံနောက်စီကိုသွေးစည်းစင်းမှုအားနည်းတဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ်ဒီလက္ခဏာတွေကဘာကြောင့်လဲဆိုတော့ပေါ့နော်ဒီအုံနောက်ကအောက်ဆီဂျင်နဲ့အာဟာရဓာတ်လုံးလုံးလောက်လောက်မရတဲ့အတွက်ကြောင့်မြန်မြန်မကူးတတ်ရင်အန္တရာယ်ဖြစ်နိုင်တယ်လို့သတိပေးနေတာပဲဖြစ်ပါတယ်နမခွန်ချက်ကတော့ရင်ဘတ်လေပင်နားမှာတုံခါခြင်းနဲ့ဖြစ်တတ်ပါတယ်ကျွန်တော်တို့ရင်ဘတ်လေပင်နားတွေမှာပေါ့နော်တုံခါခြင်းနဲ့ဖျားများသလိုခံစားရခြင်းတွေဟာတွေ့တော့ခြင်းနဲ့ဆက်ဆက်နေတာပဲဖြစ်ပါတယ်အဲ့လိုခံစားချက်ကပုံမှန်မဟုတ်ဖဲနဲ့ ဒီနှလုံးခုန်ခြင်းနဲ့စိုးရိမ်ပူပန်မှုတွေနဲ့ဖြစ်ပေါ်လာနိုင်ပြီးတော့ဒီလိုမရှုသင့်ပါဘူး။နံပါတ်၈ကစီးထဲမှာသွေးပါခြင်းပဲဖြစ်ပါတယ်။စီးထဲမှာသွေးပါခြင်းဟာဆေးဘက်ဆိုင်ရာအကဲဖြစ်ရန်လိုအပ်တဲ့ပြင်းထန်တဲ့တွေးတိုးခြင်းရဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။အချိန်တာမြင့်စွာတွေးတိုးခြင်းကြောင့်မတောက်ကပ်ပျက်စီးခြင်းနဲ့ဆက်ဆက်မှုရှိနေလို့ပဲဖြစ်ပါတယ်။နံပါတ်၉ချက်ကတော့နှလုံးခုန်မမှန်ခြင်းပဲဖြစ်ပါတယ်။ ရင်တုံခြင်းနဲ့နှလုံးကုမမှန်ခြင်းတွေဟာတွေ့တော့ယောဂရဲ့တတိပဲလက္ခဏာတွေဖြစ်ပါတယ်။ဒီလက္ခဏာတွေခံစားနေရရင်ဆိုလို့ရှင်သွေးပောင်ခြင်းကိုစောင့်ကြည့်ပြီးတော့ဆေးဘက်ဆိုင်ရာကြံ့ညာရယူဖို့ရည်ကြည်ပါတယ်။ကျွန်တော်တို့ဘောနော်ဒီတွေ့တော့ယောဂကိုတတိမထားမိဘူး။လွတ်လွတ်ရှုထားမယ်ဆိုလို့ရှင်နော်။ အဲ့ဒီသွေးတို့ယောဂါကသွေးကြိုးတွေကိုပျက်စီးစေနိုင်ပြီးတော့နှလုံးတိုက်ခိုက်ခံရတာတွေလေဖြတ်တာတွေကြောက်ကပ်ပျက်စီးခြင်းအပါအဝင်သိတာထင်ရှားတဲ့နောင်ဆက်တဲ့ပြဿနာတွေကိုဖြစ်ပေါ်စေနိုင်လို့ပဲဖြစ်ပါတယ်ကျွန်တော်တို့ယနေ့လွှတ်လိုက်တဲ့ဒီကျန်းမာရေးနဲ့ပတ်သက်တဲ့ခြေလှမ်းတွေတကြဆွာလှုံ့ဆော်ခြင်းဖြင့်မနေ့ပြန်မှာပုံမူပြီးတော့ကျန်းမာလာစေမှာကတော့အမှန်တကယ်ပဲဖြစ်ပါတယ် ကျွန်တော်ခုပြောပြတဲ့အကြောင်းအရာလေးကတော့သွေးအဆက်မတန်စောင့်တဲ့ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့လက္ခဏာတွေရဲ့အကြောင်းကိုသိရှိဖို့ပြောပြခြင်းပဲဖြစ်ပါတယ်။ကျွန်တော်ပြောပြတဲ့ဗီဒီယိုဖိုင်လေးတွေကိုနားထောင်ပေးပြီးတော့ကြတော့ဂျမားရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ဂျမားရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့အတိုင်းထက်လုံဝမ်းသာပီတိဖြစ်မိမှာပဲဖြစ်ပါတယ်။ဂျမားရဲ့ဘုဒ္ဓတရားတွေတော်ပွားပြီးစိတ်ချမ်းသာခြင်းကိုယ်ကြီးဂျမားခြင်းနဲ့ပြည့်စုံနေကြပါစေ။